အားလုံးမင်္ဂလာပါခင်ဗျာမင်းခမ်းမောင်ဂျန်နေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့ဆယ်ရက်၁၇လ2025ယနေ့မင်္ဂလာညညမှာစစ်သည်အနေအဖြစ်ရခိုင်ပြည်နယ်ကြောက်ဖြူဒေသကစစ်သည်လေးနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာဆယ်ရက်၁၇လ 2025ရက်နေ့မှာတော့ရခိုင်ပြည်နယ်ကြောက်ဖြူဒေသမှာရှိနေတဲ့တိုင်းချောင်းရွာနဲ့တိုင်းချောင်းစီကိုမြမတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဖြစ်စဉ်တွင်မှာကျမ်းပတ်တောင်းကျမ်းသူများဖြစ်ကြတဲ့ AA Black Brett အဖွဲ့များအထီးကိုက်အကြဆုံးများစွာဆုတ်ခွာထွက်ပြေးသွားကြောင်းနဲ့မိမိဘက်ကထိခိုက်မှုတစုံတရာမရှိကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အခုနောက်ထပ်တင်ပြပေးချင်တာကတော့မုံမျိုးနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ကိုရဲ့ဆက်တလ2025ရဲ့နေ့လယ်ပိုင်းအချိန်လောက်မှာတော့မုံမျိုးရဲ့အနောက်ဘက်ကျောင်းကုန်းဒေသကိုတမတော်လုံချိုးတပ်ဖွဲ့ဝင်များကလက်မြေရှင်းလင်းတဲ့အခါမှာအကြမ်းဖက်တောင်းချမ်းသူအချို့နဲ့ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာရန်သူဟာစုတ်ခွာတပြစ်သွားခဲ့ပြီးတော့မိမိဘက်ကစစ်တီတူဒံယာအနေငယ်ရရှိကာ အကျိုးမြတ်ရန်လက်နေရဖြင့်အကျန်းဖက်တောင်းညင်းသူအလောင်းနှလောင်းနဲ့လက်နက်ငယ်တလန်တို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါရခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ကချင်ပြည်နယ်ဗမော်နယ်ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါရခင်ဗျာစင်ရစင်တလာ2025ရင်းနေ့မှာတော့ကချင်ပြည်နယ်ဗမော်မြို့နယ်အတွင်းမှာရှိနေတဲ့ခလာရ40ကုန်တရင်နာမှာ မြန်မာတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနေမြေရှင်းလင်းတဲ့အခါမှာအကြမ်းဖက်တောင်းကျမ်းသူများဖြစ်တဲ့ KIA အဖွဲ့တို့နဲ့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာအကျိုးမြတ်ရလနဲ့အပေါင်းနှုတ်များကို မသိရှိရသေးတဲ့အတွက်တိတိကျကျမတင်ပြပေးနိုင်သေးတာ နားလည်ခွင့်လွတ်ပေးပါခင်ဗျာ။ဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးဝက်လက်နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ ဆယ်ရက်စက်တနာ2025ရက်နေ့မှာတော့စကိုင်းတိုင်းဒေသကြီးဝက်လက်မျိုးရဲ့အနောက်ဘက်ရွာသာကြီးရွာရဲ့တောင်ဘက်ကရူးရွာနဲ့တထေးကုန်းရွာများမှာ စုဖွဲ့နေကြတဲ့အကျန်းဖက်သောင်းရံသူဗရက်အဖွဲ့များကိုမြမတက်မတော်လုံချွင်တပ်ဖွဲ့ဝင်များကနယ်မြေရှင်းလင်းလိုက်ပါတယ်ဒီလိုရှင်းလင်းလိုက်တဲ့အတွက်ကြောင့်အကျန်းဖက်သောင်းကျန်းသူအချို့အထီးအကဲကြာဆုံးများနဲ့သုတ်ခွာထွက်ပြေးသွားခဲ့ရပြီး မိမိဘက်ကထိခိုက်မှုတစုံတရာ မရှိကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းစင်းကူးနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာစေရစင်တလာ2025ရည်မှာတော့အကြမ်းဖက်သောင်းရင်သူ MDY ဗရမထိန်ချုပ်ထားတဲ့စင်ကူးမျိုးကိုတက်မတော်လုံချွေးတက်ဖွဲ့ဝင်များကပြန်လဲသိမ့်ပိုက်ထိန်ချုပ်နိုင်လိုက်ပါတယ် စင်ကူးမြို့မှာခြေပြုတ်နေကြတဲ့အကျန်းဖက်တောင်းကျန်းသူများဟာအထိနာပြီးတော့လက်ပံလာနဲ့ရက်ကွင်းဘက်ကိုဆုတ်ခွာထွက်ပြေးနေကြောင်းနဲ့အကျိုးမြတ်ရလက်နဲ့အပေါင်းအနှုတ်များကို တိတိကျကျမသိရှိရသေးတဲ့အတွက်ကြောင့်တင်ပြမပေးနိုင်သေးတာနားလေခွင်းလို့ပေးပါခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ဆီယန်ရီမိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ၂၀၂၀ရွေးကောင်ပွဲမှာ ကိုဂျုံခဲ့ရတဲ့နိုင်ငံရေးအတွေ့အကြုံကပါတီနိုင်ငံရေးလုံးမဲ့သူတွေဟာလေကြီးထိုးရိုးရိုးလို့တွေးပြီးလှုပ်လို့မရဘူးဆိုတာသဘောပေါက်ခဲ့ပါတယ်အထူးသဖြင့်တမတော်ကနေအငိမ့်စားယူပြီးကူးပြောင်းလာမဲ့သူတွေကတမတော်မှာဖြတ်သန်းခဲ့တဲ့အမှုအကျင့်တချို့ကိုစွန့်လွတ်နိုင်မှသာလူမှုစိတ်ဝင်စားမှုများမယ်ဆိုတာကိုလည်းနားလည်ခဲ့ပါတယ်နေရာကဥပဒေနဲ့ချိန်တို့စဉ်းစားတာဆောင်ကြီးဆန်လွန်နာတွေကလူလူနဲ့ မဟာဇာတဖြစ်ဖို့ခက်ခဲတာလဲတွေ့ရပါတယ်အရေးအကြီးဆုံးကတော့မီဒီယာထင်းတွေရဲ့အရေးပါမှုကိုလည်းသဘောပေါက်ခဲ့ပါတယ်အစွန်းရလုံးမဲ့သူတွေဟာသတင်းတွေဖန်ပြီးပေးနိုင်ရမယ်တချို့သတင်းတွေမှာကိုကဖြည့်ရှင်းဖို့တတ်တတ်ကြီးယက်တီနေရမှာမဟုတ်ပါဘူးကောင်တာဖဲထက်ကိုက အရင်ပြစ်လိုက်တဲ့ဖဲချက်ရဲ့ရိုက်ခတ်မှုကိုတစ်ဖက်အဖွဲ့စည်းကမဖြစ်မနေကို ဖြည့်ရှင်းနေရင်းနဲ့တိုင်ဘက်နေရလိမ့်မယ်ဒီနီလန်တွေကအထီးရောက်ဆုံးပါ အတိသာဆုံးဥမာပြောရရင်ဗိုလ်ဇုံမင်းထွန်းပြစ်လိုက်တဲ့ KNU ရဲ့ကြမ်းဖြန့်ပတ်သက်မှုသတင်းမျိုးက KNU ရဲ့အရှိုက်ကိုတဲ့တယ်ပါပဲမပတ်သက်ပါဘူးဘလို့ပဲညင်ညင်စာချုပ်တက်သေးတွေဘိုးအဖွဲ့စည်းကအရေးယူမယ်ဆိုပြီးခုထိအရေးမယူနိုင်တဲ့ဖြစ်စေဟောင်းတွေက ပြန်ပြီးတော့လွယ်လာပါလိမ့်မယ်ကိုယ်လည်းဗိုလ်ချုပ်ကြီးမြတ်ထွန်းဦးကမီဒီယာထင်းတွေကို သူ့ရွေးကောက်ပွဲစီရင်ရေးခီးစဉ်မှာအသုံးချနိုင်ခဲ့ပါတယ် ဘာရင်မဟုတ်ဒီလုတ်ရက်လေးကသတင်းအစရှာနေရတဲ့မီဒီယာတွေမှာ အမှုမဲ့အမမဲ့ထက်ဆင့်ဖော်ပြရေးသားကြတယ်ဒါကအွန်လိုင်းလောက အထာဆိုရင်တော့ ပောက်တယ်ခေါ်မလားပါပဲဘာပဲပြောပြောကိုလုတ်ရက်ကိုမီဒီယာတွေကတဆင့်လူမှုကွန်ရက်ပေါ်ရောက်လာတယ်ဆိုတော့လေအောင်မြင်ခြင်းတစ်မျိုးပဲပေါ့လေး တကယ်တော့အထောက်အကူပြုမီဒီယာ team သင်းသန်းအဖွဲ့ဈေးနဲ့မီဒီယာဆိုတာအစိုးရလုံးမဲ့ပါတီတွေမဆိုတာနဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်ရဲ့နောက်ကွယ်မှာတော့ရှိတင်ပါတယ်အိုအစသွားရလာတာလူမှုဆက်ဆံမှုကင်မရာရိုက်ကွင်းရှုထောင့်အယူအဆအပြောအဆိုစကလုံးတိုင်းဟာအရေးပါတာမို့ကျန်သူများမှလည်းအတူယူနိုင်ပါစေလို့မျှော်လင့်ပါတယ် အမေရိကန်တရုတ်အပြိုင်မူကြားကစောင့်ကြည့်ခြင်းစရာရစ်တောင်အာရှနဲ့အာရှပစိဖိတ်ဒေသတို့၏ကံကြမ္မာအမေရိကန်တရုတ်တို့၏အပြိုင်မူဟာအရှိတောင်အာရှနဲ့အာရှပစိဖိတ်ဒေသအတွက်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများနှစ်ခုစလုံးကိုယူဆောင်လာခဲ့သည်မှာညှိညာနိုင်မည်မဟုတ်ပေ တဖက်မှာတော့အဆိုပါနှစ်နိုင်ငံ၏အံပြိုင်မှုဟာဒေသတွင်းနိုင်ငံများရဲ့ပြည်တွင်းရေးနိုင်ငံရေးနဲ့စီးပွားရေးများကိုပါ တိုက်ရိုက်ချိတ်ဆက်လျက်ရှိနေပြီးတော့အချို့နိုင်ငံများအတွက်ကတော့ကိုကျိုးစီးပွားနဲ့ပတ်သက်လာပါကဒေသတွင်းစီးလုံးညီညွတ်မှုကိုချင်းချောင်းနေလျက်ရှိနေတာပါတရုတ်နဲ့အမေရိကန်တို့ရဲ့အပြန်အလှန်အပြိုင်စီးုံသိမ်သိမ်းမှုနဲ့ဩဇာတည်ဆောက်မှုတို့ဟာတော့ ဒေသတွေမှာရှိနေတဲ့နိုင်ငံများရဲ့စီးပွားရေးအခွင့်အလမ်းသစ်များနဲ့ယင်းဒီမြုပ်နှံမှုများကို မြင့်တင်နိုင်ခဲ့တော်လဲအာဆန်ဤဘူပြုမှုကိုဒိန်သိမ်းနိုင်မှုအားနည်းလာခြင်းလွတ်လပ်မှုနဲ့စီးပွားရေးအရာစီလုံးမှုတို့မှာထိခိုက်နိုင်ခြင်းများဖြစ်လာနိုင်ပွဲရှိကြောင်းကြိုတင်မျှော်လင့်ထားရမှာသာဖြစ်ပါတယ်။အင်အားကြီးတဲ့နိုင်ငံများမှာရှိတဲ့ဒေသတွေနိုင်ငံများအနေနဲ့ပါဝါနှစ်ရက်ကြာမှာတိကျရွေးချယ်ဆက်ဆံပါက နိုင်ငံရေးအခင်းချင်းပေါ်တက်ရောက်မှုရှိလာနိုင်ပြီးတော့တည်ငြိမ်ရေးငြိမ်းချမ်းရေးနဲ့ဒေသဆိုင်ရာဘူးပေါင်းဆောင်ရွက်မှုကို မလွဲမသွေထိခိုက်နိုင်ပြီဖြစ်တာကြောင့်ကမ္ဘာနိုင်ငံရေးစနစ်အပြောင်းအလဲနဲ့ရှုပ်ထွေးမှုတွေကြားမှာအတူတူကဘူးပေါင်းဆောင်ရွက်ရေးနီလန်ကို ရှင်တွဲအသုံးပြုနိုင်မှသာလျှင်ကမ္ဘာစီးပွားရေးပေါင်းစည်းချိတ်ဆက်မှုနဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးအကျိုးစီးပွားတို့မှာအပြန်အလှန်အကျိုးကျေးဇူးများရရှိလိမ့်မှာ ဖြစ်ကြောင်းသုံးသပ်ရပါတယ်ခမ ya သတင်းဌာနတွေကိုမြန်မာမှုပြုရင်တော့သတင်းတိုက်တွေလို့ဆိုရမလားတကယ်တော့သတင်းဌာနရဲ့နောက်ွယ်မှာရှိတဲ့တိုက်ပိုင်းတွေကိုနိုင်ကအစွဲလေးတွေရှိတတ်ကြပါတယ်ဥပမာမြန်မာပြည်ကသတင်းဌာနတစ်ခုဆိုရင် 2005ရွေးကောက်ပွဲရန်လည်ကြီးညာပြီးတော့သမ္မတကြီးဦးသိန်းစိန်ကိုမန်းရှင်းခေါ်ပြီးအာဏာလွှဲပေးဖို့အချိန်ကောင်းအခါကောင်း ရောက်ပါပြီဆိုတဲ့အတီးရေးခဲ့တာမျိုးရှိခဲ့ဘူးပါတယ်။သူလဲဖြုံမင်းသိန်းလက်ထက်မှာညှိခဲ့တာပါပဲ။ထားပါတော့ပြောညင်တာက တိုက်ပိုင်တွေကိုနိုင်ကမူဆွဲလူဆွဲကြည့်ရင်သတင်းတိကျမှန်ကန်မှုကအတော်လေးတက်ရောက်မှု ကြီးတယ်ဆိုတာပြောပြလိုတာပါ။ တို့ရေးသေးခြင်းတာတို့နှစ်ကြောင်းပေးတာကိုပဲပြည်သူကရွေးချယ်ခွင့်မရှိဘဲဖတ်ရတဲ့သဘောပေါ်လေးအထူးသဖြင့်88အရေးခင်းလူမျိုးနဲ့ခုလက်ရှိအရေးခင်းကာလတွေမှာတပတ်မီဒီယာတွေရဲ့ဖြောင်းမတ်မှန်ကန်မှုဆိုတာကရှိမှမရှိ နေခဲ့တာပါ88မှာမရင်းကျင်ပါれအစိတ်ခတ်တတ်ပါれဆိုပြီးဘလောက်တောင်လူလူအောင်ကြွမှုဖြစ်အောင်လိန်ခဲ့ကြသလဲဆိုတာအတိတ်သားကြီးပဲမဟုတ်ပါလားအမှန်တရားကနောက်ကျင်ရပေမဲ့မှုသားကတော့ ကဘာပတ်သွားခဲ့ပြီဆိုတာမျိုးပေါ်လေအခုလဲတလန်ကောင်းစဉ်တက်ပြီးလူသက်တာကိုအားရဝမ်းသာ ရေးကြတယ်ရဲဝန်ထမ်းတွေဆိုတာတနည်းအားဖြင့်နိုင်ငံဝန်ထမ်းတွေပါပဲ UNDP ပါတီဝင်တွေအပြင်ရဲကြီးဥက္ကဋ္ဌတွေထောင်နဲ့ချီအသက်ခံရတာကိုဝမ်းသာအားရဖော်ပြကြခဲ့တယ်ကိုအပိရဲအပွဲစည်းကသိရင်သာပြည်သူပါဆိုပြီးမျက်ရည်ခံ ထိုးတက်ကြတာပဲမဟုတ်ပါဘူးလား အခုလဲ BBC လိန်ခဲ့တာကို BBC ကပြန်ဖော်ပြရတဲ့အဖြစ်ကြီးကရုပ်ပေါက်လုံးတယ်ပေါ့လေ UK မှာဖြစ်တဲ့ဆန္ဒပြမှုတွေစူရမဖြစ်ပြတာတွေကိုလဲ BBC ကတသလုံးဖော်ပြမှာမဟုတ်ဘူးနောက်ွယ်ကငွေကြေးပေးထားသူတွေရဲ့ဇညွန့်အတိုင်းသာသူတို့လက်ပတ်နေကြဥမှာပါ မီဒီယာဆိုတာမီဒီယာကလာတဲ့ငွေကြီးဇာမန်နဲ့မီဒီယာတွေမှာ မီဒီယာမဖြစ်တော့တာလဲကြာပေါ့မဟုတ်လားဗျချင်းတွင်းမြစ်ထဲမှာ ရွှေမျောဖောင်ရင်နဲ့ပတ်သက်ပြီးတော့ပုံတွင်မြင်ရတာချင်းနှင်းမြစ်ကလည်းအသက်ငင်ငင်ပါပါပဲဒါတွေမထင်းချောင်းနိုင်သေးပြီလက်နက်ကင်မှုအတွက်လမ်းစရှာနေသလိုဖြစ်နေမှာပါတဖက်မှာမိုးကုတ်ကောက်ကွင်းကြီးဘာဖြစ်သွားသလဲဆိုတာကတက်တည်ပြစရာနမူနာရှိနေတာပဲမဟုတ်ပါလားတကယ်တော့စစ်တပ်ပြန်ဝင်တာကြောက်တယ်ဆိုတာထက်ဥပရေမဲ့နေရတာကိုပုံမခုံမင်းနှစ်သက်နေကြတာဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမညာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ geopolitics အရမန်ဘွဲ့ရေးသားတဲ့အစုံသမားနိုင်ငံတော်အပေါ်သစ္စာမှန်သူတွေသာ နေရရကြပါစေဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိဖြစ်ပြနေတဲ့မြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုအတိတ်ဒုက္ခဆင်းရဲရောက်မှုတွေအကြက်တဲတွေမကြုံစေ ခြင်းလို့2021ခရဲကကျွန်တော်တို့တွေဒီဇိုင်းမမဲ့ပြောခဲ့ရေးခဲ့ပါတယ်သို့တော့ အပြည့်စွမ်းကြီးတဲ့ကာလမှုမထီရောက်ခဲ့ပဲလက်ရှိအခြေအနေအထိဖြစ်လာရပါတယ်။ဘုံဩဇာကြာစင်းလာတဲ့လက်ရှိအချိန်မှာမြမနိုင်ငံရေးပူးတက်တွေအယောင်ပြောင်းအသွင်ယူတွေတတိယအင်အားစုတွေမြိုင်မြိုင်ဆိုင်ဆိုင်လှုပ်ရှားလာတယ်ဆိုတာတွေ့နေရပါပြီ။လူတွေတော်တော်များများမှာလည်းဖုံးကွယ်ထားတဲ့အသွင်တွေမျက်နှာဖုံးတွေစပြီးတော့ကြွာကြလာကြပါပြီ။ အစင်းမြင့်တဲ့ဘရဝီနိုင်ငံရေးပညာရက်တစ်ခုကိုစနစ်တကျသင်ယူလေ့လာခဲ့ခြင်းသူရည်တနာပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါဘဲနဲ့တာမန်ဘုရားဖြတ်သန်းမှုလောက် NGO အလုပ်လုပ်ဖူးတာလောက်ပြည်ပထိတွေ့လုပ်ကင်တဲ့ဘူးတူတာလေးရှိုံလောက်အင်္ဂလိပ်စာတက်ယုံလောက် resort evaluate assignment စကလုံးလေးတွေကို လူရင်းကျဲ၃တက်ယုံလောင်းနဲ့တက်ကိုမပြိုကွဲရင်ပြိုကွဲအောင် ငါလဲစစ်သားဟောင်းမှာပဲဆိုပြီးအေးနှိပ်ထားတဲ့ပုံတွေ ပို့တွေထက်တလဲလဲနိုင်ချမကြံမကြံတင်ပြီးစစ်တီတော်တွေစိတ်သက်ကြအောင်လုပ်သူတွေအထက်တောင်ရှိသူတွေရဲ့အားနေချက်တွေရှိတော်ညာလဲအားနေချက်တွေကိုမကြံမကြံပို့တင်ပြီးအထက်အောက်သွေးကွဲအောင်လုပ်သူတွေနောက်ွယ်ကဗျူဟာအတိုင်းပဲအပေါက်ကနေအချိန်ခိုက်ဝင်မလဲချောင်းနေသူတွေများလာပါတယ်တစ်ဖက်မှာလဲ ပြင်ဆင်ရမယ့်အချက်တွေကို မြင်ပေမဲ့မမြင်ကြအောင်ဆောင်ပြီးသစ္စာမဲ့စွာမှိန်နေကြတဲ့သူတွေရှိနေကြပါသေးတယ်။အဲဒီလူတွေကိုနှလုံးသားထဲမှာနက်နဲစွာအထုမှတ်တမ်းတင်ထားပါတယ်။ဒီထက်ဆိုရတဲ့အခြေအနေတွေဆက်လာခဲ့ရင်တော့ကျွန်တော်ကြော်ဖြတ်ခဲ့ပြီးမရိုက်မလဲဆက်လက်တည်ရှိနေမယ်ဆိုရင်ဘယ်တော့မှခွင့်မလွတ်ပါဘူး။မြန်မာနိုင်ငံတော်ကြီးအတွင်းရှိပါစေ အဆုံးမှာစေရနာမှန်သူတွေသာအနိုင်ရကြပါစေယုံနိုင်သူတွေကြာဆုံးကြပါစေလို့တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုနောက်ဆုံးအနေအဖြစ်ဆီယာမိုးတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့စောင့်ကြည့်မယ်ဆိုတဲ့သတင်းလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့အပြောင်းလဲတွေမြန်မြန်ဖြစ်နေပါတယ်စီးရဲလည်းအပြောင်းလဲမြန်လာတယ် ဒါတရုတ်ရဲ့နောက်ွယ်ကလှုပ်ရှားမှုအများကြီးပါတယ်ဆိုတာအလုံးသိကြပါတယ်စီရေးကိစ္စတွေရပ်သွားတာအပြုသဘောဖြစ်တယ်တဘုံတချို့နောက်ပြန်ဆုတ်သွားတာလဲကုန်စည်စည်းစင်းမှုအတွက်အပြုသဘောပါပဲမြန်မာပြည်သူတွေအတွက်လဲကုန်စည်နှုန်းတွေကျလာနိုင်ပြီးတင်ပို့ကုန်တွေအတွက်အခွင့်အလမ်းပေါ်လာလို့အပြုသဘောပဲဖြစ်ခဲ့ပါတယ်တေချာလေးလာကြည့်ရင်အခုအပြုသဘောဖြစ်တာတွေကတရုတ်အတွက်ပိုပြီးအကျိုးရှိစေခဲ့တာပါ ရိုးရိုးပဲကြည့်မယ်ဆိုသဘုံတွေရှုံးသွားတယ်တင်ထားတဲ့နေရာတွေပြန်ပေးရတယ်ကုန်စည်စည်းစိမ်မှုပြန်ကောင်းလာတယ်ပေါ့လေမြန်မာနိုင်ငံဘက်ကကြည့်ရင်ဘယ်သဘုံမှအမြင့်ပြတ်မသွားပါဘူးဘယ်သဘုံမှလက်နက်မစွန်ဘူးဘယ်သဘုံမှအနေအထားပြတ်မသွားပါဘူးနောက်တခါပြန်တိုက်ဖို့အင်အားစုအချိန်ယူရန်တတ်တတ်ပါပဲတရုတ်ဘက်ကကြည့်ရင်ယူနန်ပြည်နယ်ဇက် ကုန်သွယ်ရေးပြန်ပွင့်သွားတယ်ဘီအိုင်လန်းကြောင်းအကောင့်တွေပြန်ဖော်နိုင်မယ် ။တဘုံတွေကိုလည်းလိုအပ်ရင်မြန်မာနိုင်ငံကိုကစားဖို့ဆက်မွေးထားနိုင်ပါတယ်။တရုတ်ရတဲ့အခွင့်အရေးထဲမှာတဘုံအမြင့်ပြတ်မသွားတဲ့အခွင့်အရေးကအကောင်းဆုံးဖြစ်ခဲ့တာပါ။အဲ့လိုဖြစ်အောင်လဲလှုပ်ယူလိုက်တာပါပဲ။မြန်မာဘက်ကမရှိသင့်တဲ့တဘုံတွေအသက်ဆက်ရှင်ခွင့်ရသွားတာကအဆုံးရှုံးမှုတစ်ခုပါ။တဘုံတပွဲကိုပဲအပြည့်ရှင်းနိုင်ရင်ရှင်းရင်ရှင်းရှင်းလို့ရပါတယ်ဒီလိုအနေအထားကိုရရမှာပါ အဲ့ဒီအခွင့်အရေးဆုံးရှုံးခဲ့ပါတယ်ဥပမာ TNL ကနောက်ဆုံးမပေးဘူးဆိုလဲရှုံးနေပါပြီ အနေနဲ့အမြန်လက်နဲ့ချမ်းရတော့မှအခုတော့အသက်ရှင်ခွင့်ရသွားခဲ့ပါတယ်အ ਨੇ ဆုံးလွန်ကျူးလာတဲ့သဘုံတွေကိုအပြတ်ဖြတ်ရမှာပါနောက်တခါ30နှစ်ကုန်ဆိုတာထက်မဖြစ်စေအောင်ချိုးနှိမ်ထားရမှာပါတရုတ်ကအဲ့လိုအခွင့်အရေးမပေးခဲ့ပါဘူး မြန်မာနိုင်ငံကတရုတ်ရဲ့လွှမ်းမိုးထောက်မှုကိုမပယ်ရှားနိုင်ခဲ့ပါဘူးမပယ်ရှားနိုင်သည်တရုတ်ကစားသမျှခံနေရဦးမှာပါတရုတ်ကလည်းအဲ့ဒီအခွင့်အရေးကိုလက်လွတ်မခံဘဲအရယူထားပါတယ် KIA တို့ DNL တို့နဲ့အပြည့်ရဲ့ဇွန်နီဝဲကိုဆက်ကြည့်နေပါမယ်မြန်မာဘက်ကအသီးသာထင်ရှားတဲ့အကျိုးမရခဲ့ပဲမင်းနေရမင်းနေဆိုတာလောက်နဲ့ပြေးရမယ်ဆိုရင်တော့တရုတ်ကိုကြောက်စရာကောင်းတဲ့စစ်ဆက်ပေးသူတွေအဖြစ်သတ်မှတ်ရမှာပါ မြန်မာနိုင်ငံထဲမှာမိုင်းပုံမြုပ်ထားတဲ့သူလို့သတ်မှတ်ရမှာပါပဲတရုတ်မကူညီရင်မြောက်ပိုင်းသဘုံတွေကြီးထွားလာတဲ့အရာမရှိပါဘူးမြန်မာစစ်တပ်အမြင့်ဖြတ်လို့ရပါတယ်လက်ရှိစီးရင်မှာလည်းမြန်မာစစ်တပ်ဘက်ကအရေးတာနေတာပါဒါကိုရက်နောက်ပြန်ဆုပ်လက်ရှိနေရာမှာပဲနေဆိုတာလက်မခံနိုင်တဲ့အခြေအနေပါညီနိုင်မှုတွေဖြစ်လာမဲ့ရန်လက်တွေဆက်စောင့်ကြည့်ပါမယ်တရုတ်ရဲ့ဂူကြီးပင်းနေမှုကိုလည်းအသိအမှတ်ပြုပြီးအပြစ်မပြောသေးပါဘူး ကိုဘူပဲကြည်ပြီးခွကစားရင်တော့မြန်မာအတွက်စာပြန်ရေးရအောင်မှာပါမြန်မာတွေကနောက်တခါပြည်တွင်းစစ်ပြန်ဖြစ်မှာ မလို့ခြင်းတော့ပါဘူးဆိုတဲ့အကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံအပ်ပါတယ်မိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ ကွန်မန်မှာဝင်ရောက်ရေးသားဆွေးနွေးအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်။ဟုတ်ကဲ့ကျွန်တော်မင်းခန့်မောင်ပါ။